မိတ်ဆွေပေါင်းချမ်းမချမ်းသာရှိကြပါစေဗျကျွန်တော်တို့ရဲ့ဟိုးရုံကလဖိတ်ဆိုင်နေစီကကြိုဆိုလိုက်ပါတယ်ဟိုးရုံကလဖိတ်ဆိုင်ဆိုတဲ့အတိုင်းပဲအရင်တုန်းကလဖိတ်ဆိုင်ထိုင်ရတယ်လို့မျိုးစိတ်ဝင်စားစရာအကြောင်းအရာရောက်တဲ့ရရအကြောင်းအရာဘောင်းစုံကိုမျှဝေပြီးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျဟုတ်ကဲ့အခုကကျွန်တော်တို့ဟိုးရုံကလဖိတ်ဆိုင်လေးရဲ့စကားဝိုင်းအမှတ်6ဖြစ်ပါတယ်ဒီနေ့လဖိတ်ဆိုင်လေးရဲ့စကားဝိုင်းကတော့စိတ်မကောင်းစရာအကြောင်းပဲပြောရမှာဖြစ်ပါတယ် ဟုတ်ပါတယ်ပြီးခဲ့တဲ့ငလင်ကြီးအကြောင်းပါအဲ့လိုပြောတဲ့နေရာမှာနားထောင်ရမပြင်းအောင်လို့ကျွန်တော်တို့ပတ်သက်ဆက်ဆိုင်တဲ့ပုံလေးတွေကိုလည်းထည့်သွင်းပေးထားပါတယ်အဓိကကတော့ကျွန်တော်တို့နိုင်ငံမှာတမိုင်းတွင်လောက်အောင်စိုးဝါခဲ့တဲ့ဒီငလင်ကြီးအကြောင်းကိုကျွန်တော်တို့ထပ်နိုင်သမျှစုစည်းပြီးတော့နောက်လိုအပ်တဲ့အချိန်မှာပြန်ကြည့်ရှုနိုင်အောင်ကိုးကားနိုင်အောင် အချက်လက်တွေသိရှိနိုင်အောင်သတိပြုမိအောင် မိုင်းမှတ်တမ်းလေးတစ်ခုလည်းဖြစ်အောင်လို့ကျွန်တော်တို့လေ့လာထားလို့သိရှိရသမျှအချက်လက်တွေကိုစူးစီးရရှိတဲ့ပုံလေးတွေနဲ့တွေ့ပြီးမျှဝေသွားမှာဖြစ်ပါတယ်။ဒီလိုမျှဝေတဲ့နေရာမှာတရရဲ့သဆိုင်သူတွေသဆိုင်ဒေတာကန်တွေပတ်သက်ဆက်ဆိုင်တဲ့အဖွဲ့အစည်းတွေစီကရတဲ့အချက်လက်တပုံရုပ်သံစာတာတွေကိုလေးစားစွာစူးစီးယူငင်ပြန်လည်မျှဝေမှာဖြစ်ပါတယ်။သဆိုင်သူလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအားလုံးကိုလည်း credit ပေးပါတယ်ဗျ။ ကျွန်တော်မြောက်ဝင်တဲ့နေရာမှာဖြစ်ဖြစ်ခဲ့တဲ့အခြေအနေတွေဒေတာအသီးသီးမှာကြုံခဲ့ရတဲ့အခြေအနေတွေနိုင်ငံတကာအကူအညီတွေထူးခြားခဲ့တဲ့အဖြစ်အပျက်တွေအများပြားတည်ဆုံခဲ့ရမှုတွေကဲတင်မှုတွေသတိပြုရမယ့်အချက်လက်တွေဂုံယူစရာကောင်းတဲ့လုံရက်နဲ့လေးစားဖို့ကောင်းတဲ့လူတွေစသည်ဖြင့်လက်လန်းမြင်သည်အကြောင်းအရာများကိုအပိုင်းလိုက်စုစည်းမျှဝေပေးသွားမှာဖြစ်ပါတယ်အခုဒီပိုင်းတင်မှာကတော့ငလျင်ဖြစ်ပွားခဲ့မှုရဲ့အဲမြဝငလျင်နေရဲ့အခြေအနေရဲ့ မန္တလေးအတွက်ရင်းနဲ့ရေးခဲ့ကြသူတွေရဲ့ကြပြားနှစ်ပုတ်ပဲနိုင်ငံတော်အစ်စ်ဝန်ထမ်းချင်းထိမှအခမ်းအနားနဲ့မြင်ကွင်းအချို့ရဲ့ခုနှစ်နှစ်လောက်ကြိုတင်3ပေးရေးသားခဲ့တဲ့မြဝန်ကလေးဘေးနဲ့ပတ်သက်တာတွေရဲ့စသည်ဖြင့်ပါဝင်มาဖြစ်ပါတယ်ဗျအခုကဒီမန္တလေးရဲ့ငလျင်ထိခိုက်မှုနဲ့ပတ်သက်လို့ကြီးသားထားကြတဲ့ရင်တွင်းပြစ်စာစုလေးနှစ်ခု ျွန်တော်တို့မှတ်မှတ်ရရဖတ်မိပါတယ်။အဲ့ဒီဖတ်မိတဲ့စာစုလေးနှစ်ခုကိုပြန်မျှဝေပြီးမှဖြစ်ပါတယ်။အချို့လည်းအတော်များများမျှဝေထားပြီးဖြစ်တဲ့အတွက်ဖတ်ပြီးသားဖြစ်ကြပါလိမ့်မယ်။သို့တော့ကျွန်တော်တို့လည်းဒီစာစုလေးကနေတစ်ဆင့်မှန်းလေးကိုခွန်အားပေးချင်ပါသေးတယ်။ဆိုတော့ပထမတစ်ပုဒ်ကသူကဒိုးနဲ့နဲ့ထုံးမုံအမြဲရန်ဖြစ်နေကြပွဲမှာထုံးမုံတို့အလံပြူပြပြီးထွက်သွားပါပြီဆိုပြီးရေးထားတဲ့ပို့ဆက်အောက်မှာ စိတ်ခံစားမှုအပြည့်နဲ့ပြန်လည်ရေးသားထားတဲ့စာစုလေးဖြစ်ပါတယ်။မူရင်း post ကိုကျွန်တော်တို့မဖတ်ရတဲ့အတွက်အဲဒီမူရင်းရေးသားသူကိုအမည်နဲ့တကွ credit မပေးနိုင်တဲ့အတွက်ကိုတော့နားလည်ပေးဖို့မေတ္တာရက်ခံပါတယ်။ဟုတ်ကဲ့အဲဒီစာစုလေးကျွန်တော်တို့မျှဝေပါမယ်။ရွှေမန္တလေးရေတဖန်ပြန်နိုးထလှဲ့ပါအောင်။တကယ်ဆိုမင်းတို့မျိုးကမှရှေ့ကရွှေထက်ခေါ်လို့ရတာ။ တို့ရန်ကုန်ကိုဘသူကမှရွှေရန်ကုန်လို့မခေါ်ဘူးလေရန်နာမုံမြို့ရင်တဖန်ပြန်ယုံကြွလိုက်ပါအောင်တို့ရန်ကုန်ဆိုတာရန်တွေခုံယုံရေပါမင်းတို့မြို့လိုရန်နာတွေပုံမနေပါဘူးထိုးမုံတို့ရင်တဖန်ပြန်ရန်တွေ့လှဲ့ပါအောင်တကယ်ဆိုတို့ရဲ့ဒုနဲ့ကတို့ရိုးရအချီခံတဲ့မုံမဟုတ်ဘူးမင်းတို့ထိုးမုံကမှမြမရိုးရစစ်စစ်ကြီးပါ မဝင်းငါးကိုစားတယ်ပဲပြောပြောတောက်တယ်ပဲဆိုဆိုမုံဒီမာလို့နန်းကြီးပဲလာချချငါတို့အားလုံးကတော့တူတူကြိုက်ခဲ့ကြတာပဲလေမရဘူးခုကြမှာအလံယူမပြနဲ့ငါတို့ကညင်းခုံလို့မဝသေးဘူးမင်းတို့ငိုတယ်လို့တို့လည်းငိုနေတယ်မင်းတို့အိမ်ပြူကျုံပြူတယ်လို့ငါတို့ကလည်းရှင်တွင်တွေပြူကြရတာပါပဲတွားသူတို့လည်းထိုင်လွမ်းနေုံနဲ့ပြီးပါမလား ထားခဲ့ပြီဆိုပေမဲ့ခွဲသွားကြသူတွေကရော ကြံ့ရစ်သူတွေကိုအရှုံးပေးနေစေချင်ပါမလားစဉ်းစားနိုင်တဲ့လောက်ကူပိုင်တဲ့လောက်ကူနေကြတာကဆိုင်လို့ဆိုတာထက်ပြိုင်လို့မှမဝသေးတာခုမောနေရဆိုမင်းတို့ခဏတော့ထိုင်နေလိုက်ငါတို့ကပဝါနဲ့တုတ်မပေးပဲချွေးနဲ့မျက်ရည်တိတ်စေမယ်အေးပြီးရင်တော့မင်းတို့ရဲ့မြို့အဝင်တင်ကြီးတတော်နန်းပြတ်တက်နဲ့ရန်နာမုံရွှေမန်းတလေးရှေ့တပြပေါင်းများစွာမှာ အာမန်ဟုန်လေးကိုခွင်းလို့ဗရမယမန်နုံမနစ်ဘူးဆိုတာအမျိုးမြတ်သူတို့တမိုင်းကြောင်းဒုဒုနဲ့တီတီအောင်ခြေကန်ကအာကုံရှုံးလို့မန်းသားတွေကြံဘာခံနိုင်မလဲဆိုတာပြလိုက်ကြစမ်းဟုတ်ကဲ့နောက်မမရရဖတ်မိတဲ့စာစုလေးတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့လူခါရေးသားထားတာလို့သိရပါတယ်။ကျွန်တော်တို့လေးစားစွာနဲ့ ပြန်လဲညဝေမှာမို့ညဝေခွင့်ပြုပါဗျခရက်ဒစ်လည်းပေးပါတယ်မန္တလေးဘဝကြီးတစ်ခုလုံးမြေကြီးတဲ့ကျွန်ကျသွားတာပဲကွယ်မငိုပဲဘယ်နေနိုင်မှမလဲငိုပါအဝေးရောက်နေတဲ့စောင်းခုံနဲ့ဆိုပေမဲ့အညာຫນွေကိုလှမ်းဆွေးနေရတဲ့မေတ္တာတဲ့မျိုးရဲ့အပူမီးနဲ့ပါအရှင်ကတယောက်နဲ့တယောက်နေကောင်းလားလို့နှုတ်ဆက်ရာကနေအခုဆို မိသားစုတွေဘေးကင်းလုံခြုံကြရဲ့လားလို့ပြောင်းပြီးနှုတ်ဆက်တတ်နေပြီရှင်ခွဲလည်းမကွယ်ဘူးတေခွဲလည်းမကွယ်ဘူးမှားလိုက်ပြရစေမန္တလေးကြီးအချိန်အကြာကြီးမနာမဖျားစေနဲ့ကွပြန်ထလာခဲ့တို့များဘရောက်တီပွင့်တာကြည်အောင်မယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ငလျင်ဖြစ်ပွားခဲ့တဲ့အချိန်လေးတွေကိုပြန်ကြည့်အောင်ပါ2025ခုနှစ်မလ28ရက်နေ့မြန်မာစံတော်ချိန်7:51မိနစ်20စက္ကန့် အချိန်မှာမန္တလေးမြင်ကလင်းစခန်းရဲ့အရှိမြောက်ဘက်27ကီလိုမီတာခန့်ကွာဝေးတဲ့မြောက်နိုင်ငံပြည်တွင်းမန္တလေးမြို့အရှိမြောက်ဘက်20ကီလိုမီတာခန့်အကွာသခိုင်းမြို့ရေခါအင်းစီရီရွာအနီးမြောက်နဲ့10ကီလိုမီတာကိုဗိုလ်ပြုပြီးတော့ Richter scale 7.7ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။လှုပ်ခတ်ခဲ့ပြီးတဲ့နောက်သခိုင်းမန္တလေးမကွေရှမ်းရှိမြောက်ဘကိုးတိုင်းဒေသကြီးတွေကိုရေပေါ်ချီနေဖြစ်မြူသားတော်ဘီရဲ့နေစီမံခန့်ခွဲမှုကော်မတီကကြေညာခဲ့ပါတယ် ထိုင်းနိုင်ငံမော်လီဝူဒ်ဌာနရဲ့ထုတ်ပြန်ချက်တွေအရတော့ဧပြီ၁ရက်နေ့အထိနောက်ဆက်တွဲငလျင်ပေါင်း၂36ခုကျော်ဆက်လက်လှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ပြင်းအားက5.0ကနေ5.9ထိရှိတဲ့ငလျင်ခုနှစ်ခုအပါဝင် နောက်ဆက်တွဲငလျင်များစွာမြန်မာနိုင်ငံရဲ့အနီးတစ်ဝိုက်မှာလှုပ်ခတ်ခဲ့တယ်လို့တိုင်းထွာရရှိကြောင်းပြောကြားပါတယ်။အင်အားကြီးဆုံးနောက်ဆက်တွဲငလျင်ကပင်မငလျင်လှုပ်ခတ်အပြီး12မိနစ်အကြာမှာမန္တလေးပြည်ဆိုင်ရာ၄စိတ်အောက်ဖက်မှာလှုပ်ခတ်ခဲ့တဲ့ 6.7 Richter scale ရှိတဲ့ငလျင်ဖြစ်တယ်လို့သိရပါတယ်။ငါနိုင်ငံမှာလက်တလောကြုံတွေ့ရတဲ့ငလျင်ကပ်ဘေးဟာနှစ်တရာကျော်အတွင်းအာရှတိုက်ရဲ့6ချောပွဲအကောင်းဆုံးဖြစ်ရဆိုပြီးတော့နိုင်ငံတကာချက်ချင်းဒီအဖွဲ့ကထုတ်ပေါ်ပြောကြားထားပါတယ်။ဒီဖြစ်စဉ်မှာအကြမ်းမြအပြင်းတော့အမြန်လိုက်တဲ့သရားတွေပျက်စီးကုန်တာ၊စကိုင်းသရားဟောင်းကျိုးတာ Ultra Thiri ဆေးရုံအပါအဝင်နေပြည်တော်မှာရှိတဲ့ဆေးရုံတွေအချို့အထက်လိုက်မြေထဲရောက်သွားတာအချို့ပျက်စီးတာ။ ပြည်သုံးမလှကြောင်းပြူတာမစိုးရင်ငါတဲ့ចောင်းဆောင်ပြူချာနေပြီးတော့လေစိတ်လေးចောင်းထင်းထင်းစင်တာမျောစင်ပြူကြတာမန်းလေးလေးစိတ်ပျက်စီးတာအောင်မန်းဟိုတယ်ပြူကြတာအင်းလေးဒေတာမှာအိမ်နေပြူတာ60ဆင်မှာမူချိုတခုလုံးပြူကြတာပျော်ဝဲ KBZ ဘန်ပြူကြတာဖရားဘရုဇီဒီနဲ့ဘုန်းတော်ကြီးចောင်းနေပလီတွေပြူကြတာနေပြီးတော့ခရင်တရားစေယုံထိခိုက်တာနေပြီးတော့ចောင်းမြက်ခမ်းမထိခိုက်တာမေနုចောင်းပြူကြတာ မန္လေးဆရာမကြီးချင်းစင်းနှကောင်ပြိုကြတာမန္လေးမှာမျက်မှုနှိမဟုတ်ပြိုကြပြီးကန္နာဂရီတိုက်ထိခိုက်တာရွှေဆိုင်ရန်ကုသိုလ်တော်စုံပုံညာရှင်တို့မှကြီးမားစွာထိခိုက်ပျက်စီးခဲ့ရတာမစိုးရင်တိုက်ကြောင်းဆောင်တွေပြိုကြတာဥလသိမ့်ပိမ့်မှန်ပြိုကြတာစကိုင်းဗီလာကွန်တိုငါးတက်မြောက်တဲ့ဝင်သွားတာမန္လေးတက်ကသူမီးတင်တာမန္လေးစိန်ပန်းရမီးလောင်တာစကိုင်းမရဘူရပူရပင်းရကရှင်းအောင်ဖျားစီရင်နဲ့အိုးအိမ်တိုက်တာတွေပြိုကြပျက်စီးတာအပါဝင်နေရာဒေသအချို့မှာ ကြီးကြီးမားမားပြင်းထန်ထိခိုက်မှုတွေရှိခဲ့ပါတယ်အထူးသဖြင့်တော့ပြမနာနေပြည်တော်စကိုင်းမန္တလေးစတာတွေထိခိုက်ခဲ့တယ်လို့ကြောက်စဲရမဲသိန်းတောင်ငူစတာတွေအထိထိခိုက်မှုတွေရှိခဲ့ပြီးတော့ရှမ်းပြည်မှာတော့အင်းလေးနဲ့အောင်ပန်းအောင်ပန်းဆိုရင်အောင်ပန်းကတော့ဟိုတယ်တစ်ခုပေါ့အဲ့လိုမျိုးထိခိုက်မှုတွေအများကြီးရှိခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ဓာတ်တွေကိုတော့အပိုင်းလိုက်အပိုင်းလိုက်ပြန်ပြီးတော့စူးစီးမြှောက်ပြီးပြီးသွားမှာဖြစ်ပါတယ် မြန်မာငလျင်ကိုမှတ်တမ်းနေနေတော့1429ခုနှစ်လွန်ခဲ့တဲ့နှစ်ပေါင်း600နီးပါးကအင်းဝါမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကိုအစောဆုံးတွေ့ရပြီးတော့တတလောအသေးစိတ်အချက်အလက်တော့မတွေ့ရသေးပါဘူး1962ခုနှစ်ဧပြီလ2ရက်နေ့မှာစစ်တကောင်ရခိုင်ဘက်မှာဗိုလ်ပြတဲ့ငလျင်ဟာအပြင်းထန်ဆုံးဖြစ်ပွဲရှိပြီးတော့8.8 Richter scale ရှိခဲ့တယ်လို့သိရပါတယ်ထောင်ကွာ32မေလ23ရက်နေ့ညနေခင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကတော့7.7ရှိခဲ့ပါတယ်။ အခုငလျင်မတိုင်ခင်လှုပ်ခတ်ခဲ့တဲ့အနည်းဆုံးငလျင်ကတော့2023ဂျွန်လ9ရက်နေ့ကမူဝင်မြို့မှာမြေအောက်နဲ့10ကီလိုမီတာကနေလှုပ်ခတ်ခဲ့တဲ့ Richter scale 4.8ရှိတဲ့ငလျင်ဖြစ်ပြီးတော့မူဝင်မြို့မှာအဆောက်အဦတွေပြိုပြက်မှုတွေရှိခဲ့ပါတယ်။သူ့မတိုင်ခင်လှုပ်ခတ်တဲ့ငလျင်ကတော့မိုးညင်းမှာမြေအောက်နဲ့ 10ကီလိုမီတာကနေလောက်ခတ်ခဲ့တာဖြစ်ဖြစ်ပြီးတော့ Richter scale 5.9ရှိတဲ့ငလျင်ဖြစ်ပါတယ်။ဒီနေရာမှာတခုသွားတွေ့ရတာကဒီငလျင်ကြီး3ချိန်ဇက်တိုက်လောက်ခတ်တဲ့ငလျင်ကြီး3ချိန်ဟာမြေအောက်နဲ့10ကီလိုမီတာမှာပဲဖြစ်ပွားခဲ့တာပါ။ငလျင်ရဲ့သဘောကတော့မြေမျက်နှာပြင်နဲ့နီးလေငလျင်ရဲ့ပြင်းအားပိုပြင်းထန်လေလို့အကြံပြင်းသိရှိထားရပါတယ်။ဒါအပြင်နောက်ထပ်စိတ်ဝင်စားစရာကိစ္စတစ်ခုကရှိနေပြန်ပါသေးတယ်။အဲကကတော့ Matchla 28ရဲ့နေပါ ဒီရဟာကမ္ဘာပေါ်မှာသွားဘီးအနေတွေဖြစ်ပေါ်လေးရှိတယ်လို့ဆိုကြပါတယ်။သူတို့ပြောကြချက်အရတော့1964မတ်လ28ရက်နေ့တုန်းကအမေရိကန်နိုင်ငံအလာစကာငလျင်ဟာ9.2 Richter scale ရှိခဲ့တယ်လို့ဆိုပါတယ်။အဲလိုပဲ1983မတ်လ28ရက်နေ့မှာကိုလံဘီယာမှာအဆိုးအဝါဆုံးမိတောင်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့လူပေါင်း2000ခွဲခန့်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့2005အင်ဒိုနီးရှားဆူမတရာငလျင်ဖြစ်ပါတယ်။သူဟာလည်း 2005မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့ Registerski 8.6ရှိခဲ့ပြီးအင်ဒိုနီးယားတတိယလင်္ကာမှာလူပေါင်း1000ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့2021မတ်လ28ရက်နေ့ပါအဲဒါကတော့ဂျပန်နိုင်ငံမြောက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဖြစ်ပြီးတော့ Registerski 7ရှိခဲ့တဲ့ငလျင်ဖြစ်ပါတယ်။အခုနောက်ဆုံးကတော့2025မတ်လ28ရက်နေ့မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးဖြစ်ပါတယ်။ဒါဟာတဘာဝအရာ ထူးဆန်းစွာတိုက်ဆိုင်နေတဲ့အချက်လက်ချို့ဖြစ်ပါတယ်ဒီဖြစ်ပွားခဲ့တဲ့ငလျင်နဲ့ပတ်သက်လို့နိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ်းမှတ်နေ့ရက်ဖြစ်31ရက်3လ2025ကနေပြီးတော့6ရက်4လ2025အထိသတ်မှတ်ခဲ့ပါတယ်အဲဒီရက်ဒီမှာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခဲ့ကြပါတယ်အဲ့ဒီပြင်2025ဧပြီ1ရက်နေ့နေ့လယ်12:52မိနစ်20စက္ကန့် နေ့လယ်12:51နာရီ52မိနစ်20စက္ကန့်အချိန်မှာနိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိတ်မှတ်ဖြင့်2မိနစ်ညင်သက်ဆုတောင်းမေတ္တာပို့သမှုတွေသက်ဆိုင်ရာဘာသာအလိုက်ကုသိုလ်ကောင်းမှုပြုကြတာတွေအုပ်အော်ဆွဲခဲ့ကြတာမျိုးတွေစသည်ဖြင့်ဝန်ထမ်းချင်းအထိတ်မှတ်ကို ပြုလုပ်ခဲ့ကြပါတယ်အခုဒီတွေ့မြင်နေရတဲ့အမြင်ကွင်းကတော့တောင်ကြီးမြို့မှာပြုလုပ်ခဲ့တဲ့ဝန်ထမ်းချင်းအထိတ်မှတ်2မိနစ်ညင်သက်ခြင်းမြင်ကွင်းဖြစ်ပါတယ် နောက်ထပ်မျက်ဝင်စရာတစ်ခုကတော့မြန်မာနိုင်ငံရဲ့အလင်းဘေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့9နှစ်လောက်တည်းက3ပြေးကြီးသားခဲ့တဲ့ဆောင်းပါးတစ်ပုဒ်ကိုပြန်လဲကောက်နှုတ်ဖော်ပြပါမယ်။သူ့မှာတွေ့ရတဲ့ရဆွဲရတော့2018 February 14ရက်နေ့မှာရေးခဲ့တာလို့သိရပါတယ်။ကျွန်တော်တို့တွေ့တဲ့အကောင့်ကတော့ပန်းနုနွယ်ဆိုတဲ့အကောင့်ကနေတွေ့တာဖြစ်ပါတယ်။အဲ့ငလျင်သတိပေးဆောင်းပါးဟာအခုဖြစ်ရတဲ့အတွက်တော့သတိမထားမိခဲ့ကြတဲ့ကြိုတင်သတိပေးချက်တည့်ရတဲ့ဖွဲ့ဖြစ်ခဲ့ရပါတယ်။အဲ့မှာရေးထားတာက မြောက်ပြည်မှာအဓိကအပြင်စကိုင်းပြက်၍ကြောက်ကျန်းပြက်၍ကဘော်ပြက်၍ရွှေထရီကံပြက်၍မုံမိတ်ပြက်၍ချင်းတွင်းပြက်၍ဒေဒီယပြက်၍စသဖြင့်ပြက်၍တွေရှိတဲ့အထဲမှာမှာစကိုင်းပြက်၍ကမြန်မာနိုင်ငံမှာသာမကကဘာမှာပါထင်ရှားပါတယ်ဒီစကိုင်းပြက်၍ကို1960လောက်ကစကိုင်းမှာပဲပညာရှင်တွေစတင်လေ့လာချိန်မှာတာမန်ဖော့တ်အသေးလေးဖြစ်နိုင်တယ်လို့စတင်ခံမှန်းခဲ့ပြီး1969မှာတော့အမေရိကန်ကဘူမိပေဒါနဲ့ဒေါက်တာပွဲရလာတဲ့ဒေါက်တာဦးဝင်းစွေတို့ အသေးချာသူ့ဒေသနာပြုတ်ပြီးချိန်မှာဒီစကိုင်းပြည့်ရွေဟာကီလိုမီတာ1000ကျော်ရှည်လျားပြီးတော့မြဝနိုင်ငံကိုတောင်နှက်မြောက်လမ်းရာတိုင်းအလဲကပိုင်ထားပြီးမြောက်ဘက်တိဘက်ကုန်းမြေဟူကောင်ချိန်ဝမ်းနဲ့ဝင်လို့အိန္ဒိယထိရှည်လျားကမြန်မာနိုင်ငံနဲ့တောက်လျှောက်ဝင်လာပြီးမိုးကောင်းမိုးမိတ်စကိုင်းအင်းဝမန္တလေးပျော်ပွဲမိထီလာ မြစ်သားတောင်ငူပဲခူးသုံးကွာစတဲ့မြို့ကြီးတွေကိုဖျက်ပြီးတော့မြဝကျွန်းမော်ကနေတောင်မဲ့ကပလီပင်လယ်အိန္ဒိယသမုဒ္ဒရာတဲအထိစိုက်ဝင်သွားတယ်လို့သိရပါတယ် တစ်နှစ်ပြည့်မြ16.5မီလီမီတာရွေလျားနေတဲ့ကြီးမားလာတဲ့သက်ရှိပြည့်ရွေကြီးဖြစ်နေတာကိုစတင်သတိထားမိကြပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ကြီးမားလာတဲ့ပကံငလျင်အင်းဝငလျင်ပကိုးငလျင်စတဲ့ငလျင်ကြီးအားလုံးဟာဒီစကိုင်းပြည့်ရွေကြောင့်ဘဲလို့ပါသိခဲ့ကြရပါတယ်။စကိုင်းဖော့ဟာ နှစ်80ကနေနှစ်100ကြာပြည့်တိုင်းမှာအမြဲပြင်းထန်တဲ့ slick ဖြစ်မှုတွေနဲ့အတူငလျင်ကြီးတစ်ကြိမ်ဖြစ်ပေါ်တတ်ပါတယ်။သဘောကတော့နှစ်100ဝန်းကျင်တိုင်းမှာပြင်းထန်တဲ့ငလျင်တစ်ကြိမ်ဖြစ်တတ်တယ်လို့ဆိုတာပါ။ တရကအဖြစ်ဆိုလို့ရှိရင်တော့1830မှာဒီစကိုင်းပြည့်ရွေးကြောင့်ဘုကိုးမငလင်းအကြီးကြီးလှုပ်ခဲ့ပြီးတော့1930မှာဘုကိုးရွှေမော်တော်စီရီကြီးစိန်ဘူးတော်မြေခတဲ့ငလင်းထက်လှုပ်ပါတယ်။ခုဆိုရင်ဒီပြည့်ရွေးဟာငလင်းမလှုပ်ခဲ့တာ280နဲ့90ကြားရှိခဲ့ပါပြီ။ဒါကြောင့်ဒီပြည့်ရွေးဟာနောက်တစ်ခါငလင်းကြီးတွေထက်လှုပ်လာနိုင်ပါတယ်။ငလင်းရဲ့သဘောကလည်းပြင်းထန်တဲ့ငလင်းကြီးတွေမလာခင်မှာရောလာပြီးတဲ့အချိန်မှာရောငလင်းတစ်တစ်လေးတွေရာထောင်ချီရင်လှုပ်ပါတယ်။ နောက်ဆက်တွဲလှုပ်ပါတယ်။တာမန်အတိုင်းဆိုရင်တုံခါမှုကိုမသိနိုင်ပါဘူး။ငလျင်တိုင်းဆက်နဲ့မှသိနိုင်တဲ့အခြေအနေရှိပါတယ်။အခုဆိုရင်သူငြိမ်းနေတာနှစ်90တဲ့ဝင်လာပြီးခဏခဏလဲလှုပ်လာပြီးမှုအားလုံးသတိရှိနေစီကျင်ပါတယ်ဆိုပြီးရေးသားခဲ့တာကိုတွေ့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီအပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။နောက်တစ်ချိန်ကျွန်တော်တို့ရဲ့အားဝိုင်းလေးမှာတော့နိုင်ငံတကာရဲ့အကူအညီဆောင်ရွက်မှုတွေပြည်တွင်းနဲ့နိုင်ငံတကာပူးပေါင်းရှာဖွေခဲ့မှုတွေအများပြားတည်ဆုံခဲ့ရတဲ့ဖြစ်ရက်အခြေအနေအချို့ ငလင်ဘေးကနေသတိထားကာကွယ်ရမယ့်အချက်အလက်တွေနဲ့အခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်နားဆင်တွေ့မြင်ရမှာဖြစ်ပါတယ်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။အားလုံးဘေးကင်းရန်ကွာရှိနိုင်ကြပါစေဗျ။